ဘုရင်တို့ဒီလူမှုထူးချွန်စုလို့နော်ဘုရင်တို့ဒါဂုံပြုစုတွေဟေ့ဆိုတာပူဇာစပူဇနေယနာဆိုတဲ့စကားလုံးရှိနေပေါ့နော်ပူဇာစပူဇနေယနာဟေ့ဆိုတာပူဇော်ခြင်းပူဇော်ထိုက်တဲ့လူကိုပေးရတာလေနော်အခုပေးတဲ့လူကတော့ဘောခုနကပြောခဲ့တဲ့ဂုံရှိတဲ့လူတွေကနေပြီးတော့ဂုံရှိတဲ့လူတွေကိုပေးရတဲ့ဥစ္စာအခုကြတော့ပြန်ကြည့်လေယနေ့ပေးတဲ့လူကလည်းပဲတတိုင်းပြည်လုံးကိုဖျက်ဆီးနေတဲ့လူတွေဘာကုံမှမရှိဘူး အပေးခံရတဲ့လူတွေကောဆက်ရနာရှင်အလိုကြတနည်းအားဖြင့်ပြောရင်အမေယိုကိုက်ရလို့ဟောင်ရတဲ့အဆင့်မှာပဲရှိတယ်။ဒါကတတိုင်းပြည်လုံးယနေ့အကုန်လုံးမြင်နေတဲ့အတိုင်းပဲဟုတ်တော့မလား။ဦးဇင်းတို့ရဲ့တိုင်းပြည်မှာရေးဆိုတာပညာရေးကျမ်းမာရေးစည်းဝါးရေးအကုန်လုံးဖြည့်ဆည်းခံထားရတယ်။ဒီစစ်တပ်ကပဲခုနကပြောခဲ့တဲ့အမရင်းကျင်းနဲ့ရက်ဆက်တဲ့မှုရေးစည်းဝါးအကုန်လုံးသူတို့ပဲဖြန့်နေ။ယနေ့လူငယ်လေးတွေကြွတွက်ကြည့်လိုက်အကုန်လုံးမှုရေးစည်းဝါးတွေနဲ့တခါတဲ့အကုန်လုံးပျက်စီးနေကြပြီ။ အဲ့တော့ရေကျက်ရှိရှိဖြက်စီးထားတဲ့လူတွေကနေပြီးတော့ဂုံတူးဆောင်နော်ဒါတွေပေးတယ်ဟေ့ဆိုတာဒါဘလို့မှမကြိုက်ဘူးလေဒါကြောင့်မလို့ပေးတဲ့ခါမှာနော်ပေးတဲ့လူနဲ့အပေးခံရတဲ့လူဟာကြိုက်နေမှပူဇာဆပ်ပူဇာနေရနာဟေ့ဆိုတဲ့မင်္ဂလာရှိတာပေါ့အခုဒီဥစ္စာမဟုတ်ဘဲနဲ့ပေးတဲ့လူကလည်းမင်္ဂလာမရှိဘူးအပေးခံတဲ့လူကလည်းပဲအာနာရှင်လူရက်ကိုတိုင်းပြည်ကိုဖြက်စီးနေမှန်တိလျက်နဲ့လုံနေတယ်ဟေ့ဆိုလို့ရှိရင်ဒါဟာအမင်္ဂလာပဲ မင်္ဂလာမရှိတဲ့အလုပ်တွေကိုလုပ်နေတာ